ိမပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်ဒီနေ့မှဆိုရင်တော့စိတ်မကောင်းစရာသတင်းလေးနဲ့အရင်ဦးဆုံးကျွန်မပြောပြမှာပါရှင်အငိမ့်စားတန်မှတ်ကြီးတူလည်းဖြစ်တယ်ဘိုးကျုံဟောင်းတူလည်းဖြစ်တယ်ဦးချိုထွန်းအောင်ကိုကျမသမားတွေအားဆိုရင်သူ့ရဲ့အိမ်ရှိမှာပဲလှုပ်ချန်တက်ဖြတ်ခဲ့ပါရှင်မိမပြည်သူများလည်းဖြစ်စဉ်အသေးစိတ်ကိုသိပြီးလောက်ပြီလို့ထင်ပါတယ်လှုပ်ချန်တက်ဖြတ်သွားတဲ့အကြံဘက်အဖွဲ့အားဆိုရင်ရန်ကုန်မှာအခြေစိုက်ပြီးတော့သူတို့ဒီပေါ့နော်ငိမ့်စားရီကိုလှုပ်ကြံတက်ဖြတ်ခဲ့ဆိုတဲ့အကြောင်းဘုံယုံဝင်ကြွားစွာနဲ့လဲစာရီထုတ်ပြီးတော့တင်နေတာတွေ့ရပါရဲ့ရှင့် ဒီစားလေးကိုကျွန်မအနေနဲ့သိချစွာလေ့လာလိုက်တဲ့အခါမှာဆိုရင်သူတို့ကအငိမ့်စားတန်မှန်ကြီးရဲ့အိမ်ကိုလေးလာတတိစောင့်ကြည့်ပြီးတော့လုံခြံတက်ဖြတ်ခဲ့တယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ဝန်ခံထားပါတယ်ရှင်။ဒါကြောင့်ကျွန်မတို့ကဆိုရင်ပေါ့နော်။ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာဘလို့ပြုတ်မှုနေထိုင်တဲ့လဲဆိုတာလေးနဲ့ဒီကိစ္စလေးကိုကျွန်မသတင်းသုံးသပ်ချက်အနေနဲ့ပြောချင်ပါတယ်ရှင်။ကျွန်မတို့မြန်မာနိုင်ငံမှာမိဘပြည်သူတို့သိရတဲ့အတိုင်းပါပဲ။2021နောက်ပိုင်းကနေစပြီးတော့ကျွန်မတို့မြန်မာနိုင်ငံသားတွေဟာအသက်အန္တရာယ်ကြုံနိုင်တဲ့အခြေအနေကိုလူတိုင်းပဲကြောက်ရွံ့သွားခဲ့ပါတယ်ရှင်။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ကျမတို့ဟာနေစဉ်ပေါ့နော်လုံခြံတက်ဖြတ်ခံရနိုင်ခြင်းမြင့်မားနေတဲ့နိုင်ငံသားတွေပါပဲရှင့်ကိုကတာမန်ပြည်သူဆိုလို့လေကိုရဲ့လုံခြုံရေးကိုပေါ်ဆလို့မရပါဘူးအချိန်မျိုးတက်ဖြတ်ခံရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ PDF တွေရဆိုရင်လက်ထက်မှာတနတ်တွေရှိနေတဲ့အတွက်အချို့ပုံကိုရေးရမကျင်နှံ့မှုတွေနဲ့ PDF ကိုပတ်စံပေးပြီးတော့လုံခြံခိုင်းတာတွေလည်းရှိပါတယ်ရှင့်နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိဘဲနဲ့နော်အဲ့လိုကျေးဇူးလူတက်သမားတွေဖြစ်နေပါတယ်ဒါကြောင့်ပြည်သူတွေကြားထဲမှာဆိုလေလုံခြံတက်ဖြတ်ခံရနိုင်ခြင်းမြင့်မားပါတယ်ဒါပြင်ဟို PDF တွေရဆိုရင်ပြည်သူတွေကိုဒလန်ဆိုပြီးတက်ဖြတ်တဲ့ကိစ္စတွေလည်းရှိရဲ့ သူတို့ရဲ့ဒီလုံကြံတက်ဖြတ်မှုတွေမှာပေါ့နော်အကြမ်းဖက်တက်ဖြတ်မှုတွေမှာဆိုရင်လူမားပြီးတတ်တဲ့ကိစ္စတွေလည်းရှိတယ်။ဒါကြောင့်ကိုကหนีလို့စိတ်လို့ဆိုပြီးတော့သူတို့လက်ချက်ကနေလွတ်မယ်တော့မထင်နဲ့ရှင့်အချိန်မရွေးသူတို့ရဲ့တားထောင်ဖြစ်သွားနိုင်ပါတယ်။အခုလိုမျိုးအငိမ့်စားတွေတက်မတော်သားဟောင်းတွေဆိုရင်လည်းဒီလိုပါပဲရှင့်သူတို့ရဲ့ပြစ်မှတ်ကနေပြီးတော့အတိအကျပေါ့နော်သူတို့ပြစ်မှတ်ဖြစ်နိုင်တာပေါ့ရှင့်အတိအကျဖြစ်နိုင်တဲ့သူတွေဖြစ်တဲ့အတွက်လုံခြုံရေးကိုလည်းအထူးကူဆရမှာဖြစ်ပါတယ်။ကျမတို့ဆိုရင်လည်းဒါသတင်းတင်ဆက်တဲ့သူပေါ့နော် ကျမတို့နေ့စဉ်လောက်ရဲ့အလုပ်ကပြည်သူအမှန်တရားလေးတွေပြောပြရတယ်သတင်းမှန်လေးတင်ပြရတုံးသက်တယ်ဒါပဲလောက်တာဒါပေမဲ့သူတို့ရဲ့အမြင်မှာတော့ကျမတို့ဟာသူတို့ရဲ့လုပ်ငန်းစဉ်တွေကိုဖျက်ဆီးနေတဲ့သူတွေဖြစ်နေတတ်မှတ်ထားတဲ့အတွက်ကျမတို့ဆိုလည်းဒီလိုပဲလိုက်နေတာပဲကျမတို့ဆိုလည်းတွေ့ရတင်ဆိုင်ဒါမဆိုင်ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့လည်းရင်ဆိုင်နေရတာပဲရှင့်ကျမတို့ကလည်းတက်ဖြတ်ခံရနိုင်ချေလောက်ချက်ခံရနိုင်ချေမြင့်မာတဲ့သူတွေပါပဲရှင့်ကျမအနေနဲ့ဒီလိုသတင်းတွေကြားလို့ရှင့်အင်မတန်စိတ်မကောင်းဖြစ်ပါရှင့်အနာဂတ်အရေးကိုမျှော်တွေးပြီးတော့လည်းစိတ်မကောင်းဖြစ်ပါတယ် ဒီလိုမျိုးအလွယ်တကူပေါ့နော်သူတို့ဘာအသက်ကိုဆုံးရှုံးအောင်လို့လှုပ်တတ်တဲ့သူတွေလူ့အဖွဲ့အစည်းတွေမှာဘယ်လောက်ထိအောင်များနေပြီလဲဒီလူတွေဟာကျွန်တော်တို့လူ့အဖွဲ့အစည်းတွေကနေမြန်မာနိုင်ငံကနေဘယ်ကာလရောက်တော့မှပျောက်ကွယ်သွားမှာလဲဆိုတော့မေကွန်းကလည်းကျွန်တော်တို့အနာဂတ်အတွက်ကိုကြောက်ဖို့ကောင်းတဲ့မေကွန်းတစ်ခုပါပဲရှင်တနက်တွေကင်နာကြပြီးတော့အကြမ်းဖက်လူသက်သမားတွေဖြစ်လာကြတဲ့အခြေအနေတစ်ခုမှာခေါင်းစဉ်မျိုးမျိုးနဲ့လူတက်နေကြတာလေဒီလိုမျိုးအကြမ်းဖက်အင်အားစုကြီးကမြန်မာနိုင်ငံမှာခြေကုပ်ယူပြီးတော့အမြင့်တွယ်နေပြီဖြစ်တဲ့အတွက်နိုင်ငံတော်ကဒါကိုဘယ်လိုမျိုးပေါ့နော်မရှင်တွေနဲ့ ရှင်းလင်းမလဲဆိုတာတော့ကျွန်တော်တို့စောင့်မျှော်ပြီးတော့ကြည့်ရှုရမယ့်ကိစ္စသားဖြစ်ပါရဲ့ရှင်။ဒါဟာပေါ့ပေါ့တက်တန်သဘောထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူးရှင်။လူချင်းချင်းအကြောင်းပြချက်အမျိုးမျိုးနဲ့လူတယောက်ရဲ့အသက်ရှင်ပိုင်권ကိုဖြတ်စည်းနှောက်ယှက်နေတာဟာနိုင်ငံတကာမှာလည်းဒါဟာကြီးမားသောယာစွေးမှုတွေသားဖြစ်ပါရဲ့ရှင်။အကြမ်းဖက်သမားတွေခြေကုပ်ယူတာခံရတဲ့နိုင်ငံတွေဟာကံကောင်းခြင်းမရှိပါဘူးရှင်။ဒီလိုပဲအချင်းချင်းတက်လိုက်ဖြတ်လိုက်နဲ့ဒုက္ခပင်လည်းဝေကြရဲရှင့်အဲကြောင့်ကျွန်မနိုင်ငံမှာအကြံပတ်သမားတွေခြေကုပ်ယူနေတာဟာအင်မတန်စိုးရိမ်ပွဲကောင်းပါတယ် ဒါကိုနိုင်ငံတော်အဆင့်ဖြည့်ရှင်းသင့်ပါတယ်ဆိုတာလေးကိုဒါကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးအနေနဲ့ပြောလိုက်ပါစီရှင်။မိဘပြည်သူများရှင်ကျွန်မဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့လုံခဲ့တဲ့ကာလတွေကဆိုရင်အိမ်ထဲမှာသူ့အတူအိမ်နေတဲ့16နှစ်ကျောင်းသူလေးကိုအိမ်ပေါ်တက်ပြီးတော့မတရားပြုကျင့်တပ်ဖြတ်သွားခဲ့တဲ့အမှုတစ်ခုဖြစ်ခဲ့ပါတယ်ရှင့်။အဲ့ဒီအမှုလေးမှာတရားခံကိုမိသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီသတင်းလေးကိုကျွန်မအရင်ဆုံးဖတ်ပြပေးပါမယ်နော်။ ပဲခိုးတိုင်းဒေသကြီးတောင်သူမြို့နယ်ကျုံကုန်းကြီးရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူတို့ကိုအတမပြုကျင့်ပြီးတော့တပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အမှုမှာပါဝင်တဲ့သူနှစ်ဦးကိုတေတံပေးဖို့အတွက်တာဝူခရံတရားရုံးကမေလ22ရက်နေ့မှာအမိန့်ချမှတ်လိုက်ပါပြီရှင့်ဒီအမှုလေးရဲ့ဖြစ်စဉ်လေးကိုကျွန်မပြန်တွေးပေးရမယ်ဆိုတော့ခိုးတိုင်းဒေသကြီးတောင်သူမြို့နယ်ကျုံကုန်းကြီးရွာအုပ်စုကျုံကုန်းကြီးရွာမှာအသက်16နှစ်အရွယ်ရှိတဲ့ဂျီနန်းကျောင်းသူလေးကိုမတ်လ19ရက်နေ့မှာဆိုရင်နနက်ပိုင်းမှာပေါ့နော်မိဘတွေကလှုပ်သွားနေတဲ့အချိန်သူမဟာဆိုရင်အိမ်မှာတူးတဲ့ကြံနေခဲ့တဲ့အချိန်မှာ ီကျောင်းလူလေးကိုအဲ့ဒီကြေးရွာသားနှစ်ဦးကပဲအိမ်မော်တက်ပြီးတော့မတရားပြုကျင့်ကရက်ဆက်စွာတက်ဖြတ်သွားခဲ့တာဖြစ်ပါရဲ့ရှင့်ဒီကျွန်းလူသူနှစ်ဦးကပြစ်မှုထင်ရှားကြောင်းတွေ့ရှိရပြီးရဲ့အခါမှာမြန်မာနိုင်ငံပြစ်မှုဆိုင်ရာဥပဒေပုံမှန်နဲ့အညီတေထန်အပြစ်ပေးဖို့တော့ကိုစီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါရဲ့ရှင့်စီရင်ချက်အရဆိုရင်ကျွန်းလူသူနှစ်ဦးကိုမတိမ်မချင်းကြိုးခွင်ဆုတ်ပြီးတော့အဲ့လိုလုပ်မယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ပြောထားပါရဲ့ရှင့်ကျမအနေနဲ့ဒီစကားကိုမပြောဘူးဆိုတာက community standard နဲ့ညှိမှဆိုလို့ပါရှင့်ပြီးတော့ဒါကြီးမားသောအပြစ်ဒဏ်ပေးလိုက်တာပေါ့ရှင့် ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ခြေရွာသူခြေရွာသားတွေကတော့ကျင်းနှံ့မှုရှိရဆိုပြီးသိရတယ်။ဘာကြောင့်လဲဆိုတော့တရားဥပဒေစိုးမိုးရေးအတွက်ဒီလိုမျိုးပေါ့နော်။ကြီးမားတဲ့ကြီးလေးတဲ့ပြစ်ဒဏ်ပေးမှသာနောက်ထပ်လူတွေလည်းမလုံရဲပဲနဲ့သူတို့ခြေရွာမှာရှိတဲ့အမျိုးသမီးငယ်လေးတွေပေါ့လေ။လုံခြုံစိတ်ချတဲ့ဘဝရမယ်လို့သူတို့မျှော်လင့်တာပေါ့ရှင့်။ဒါကြောင့်ဒီနိုင်ငံတော်ရဲ့အပြစ်ဒဏ်ပေးမှုကိုသူတို့အနေနဲ့ကျင်းတတ်တယ်လို့လည်းသိရပါတယ်ရှင့်။ကျွန်တော်နိုင်ငံမှာတရားပြည့်ကျင့်မှုတွေတပ်ဖြတ်မှုတွေကခုနောက်ပိုင်းခက်စိတ်စိတ်ဆိုသူတို့ဖြစ်လာပါတယ်။လူတွေရဲ့ကိုကျင့်တရားတွေပျက်စီးလာခြင်းပေါ့ရှင့်။ ဒါပြင်ကျမနိုင်ငံမှာလက်နက်ကင်ပြည်ပခါဖြစ်နေတဲ့အတွက်ကျမတို့မသိလိုက်တဲ့အမှုတွေဘယ်နှခုတောင်ရှိမလဲဆိုတာကလည်းမေးခွန်းထုတ်ဆရာမှာပဲရှင်လက်ရှိမှာဆိုရင်အဖွဲ့တွေကများပြီးတော့ပေါ့နော်နိုင်ငံတော်ကလည်းနေမြေတိုင်းကိုသွားပြီးတော့ကြိရှိနိုင်ခြင်းမရှိတဲ့အခြေအနေမှာအေးအေးဆိုလဲရခိုင်မှာဒေတာအချို့ကိုသူအုပ်စီးထားတယ်အဲ့ဒီဒေတာမှာဆိုလဲမတရားပြုကျင့်မှုတွေအများကြီးဖြစ်တယ်ဟိုတလောအောင်မှာကျမတင်ဆက်ခဲ့ပါသေးရဲ့အေးအေးထိန်းချုပ်တဲ့နေရာမှာအေးအေးနဲ့အစင်ပြေပဏံတဲ့ပုံကွာပဲ ဒီ10နှစ်အရွယ်လောက်ပဲရှိတဲ့ကလေးမလေးကိုမတရားကျင်ပြီးတတ်ဖြတ်သွားခဲ့တဲ့ကိစ္စတွေပေါ့နော်။ပြီးတော့စကိုင်းတိုင်းထဲမှာဆိုလည်းဒီလိုပဲတက်ငယ်မတည်းမှုတွေဟာဆိုရင်ရတရပတ်တစ်ခုတွဲမှာဆိုအမှုကနှစ်ခုသုံးခုလောက်ကိုဖြစ်နေတာ။တော်တော်ဆိုးဝါးစွာနဲ့ဒီအမှုတွေကမြင့်တက်နေတာပေါ့နော်။ဒီလိုအရာကြီးကြောင့်နိုင်ငံတော်ကသွားပြီးတော့စီရင်ပေးလို့မရအောင်ဖြစ်နေ။ဒီအခုအမှုမှာဆိုရင်နိုင်ငံတော်ရဲ့ဩဇာအာဏာပေါ့နော်တရားဝေဆိုးမှုမူတက်ရောက်တဲ့နေရာမှာဖြစ်တဲ့အတွက်နိုင်ငံတော်ကဒီနှစ်ယောက်ကိုဥပဒေအရတရားစွာအရေးယူပေးနိုင်ခဲ့တယ် အရေးယူမယူပေးနိုင်တဲ့နေရာတွေမှာရှိနေတဲ့သူတွေအမှုတွေကြောင့်တရားမျှတမှုဆိုတော့ရှာဖွေလို့မရတော့ဘူးရှင့်စကိုင်းတိုင်းထဲမှာ PDF ကြီးစုတဲ့နေရာမှာ PDF ကကျူးလွန်နေဆိုရင်ဘယ်သူကသွားပြီးတော့ဒီအမှုကိုစီရင်ရဲမှာလဲရှင့်လက်ရှိမှာအာနာဆိုးမှုနိုင်မှုမရှိတဲ့ဒေတာကပြည်သူတွေရဲ့ဘဝကတော့တရားမျှတမှုဆိုတော့ရှာဖွေလို့မရတော့ရှင့်ဒီတော့ဒီနေတွေမှာဆိုလဲတန်ငယ်မရေမှုတွေမတရားပြုကျင့်မှုတွေကနေ့စဉ်၄ပါးလောက်ကိုဖြစ်ပွားနေရဲ့ရှင့်ဒါကိုကျမတို့ကလစ်လို့ရှုထားမယ်ဆိုရင်တင့်တော်ပါသလားဗောနော် ခါကြရင်တချို့ကရှည်လေစစ်ပွဲတွေဆိုတော့ခေါ်တယ်လာပါလာပါခေါ်တယ်စစ်ပွဲနဲ့တူပါလာမဲ့အနိဋ္ဌာယုံတွေကိုကြတော့ဒီအနိဋ္ဌာယုံတွေဖြစ်တာနင်တို့ကြောက်ပါဆိုပြီးလက်ညှိုးထိုးတတ်တဲ့သူတွေရှိရဲ့ရှင့်ဒီလိုတွေအတွက်ကတော့ဒီချိန်မှာအတိတရားလေးရတဲ့မှာနော်ကျမောက်နိုင်ငံမှာလက်နက်ကင်ပရိပခကာလရှည်ကြလေဒီလိုအမှုတွေကကျမတို့မကြားချင်မှအဆုံးဖြစ်လေဖြစ်မှာပဲရှင့်ဒါလေးကိုအတိတရားရှိဖို့လိုပါတယ်ဒါကြောင့်ကျမအနေနဲ့အခုလိုမျိုးအမှုဖြစ်စဉ်လေးပြောပြတဲ့အခါမှာတခါလေး မီးမောင်းထိုးပြီးတော့ပြောပြပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာတော့အေးအေးပေါ့နော်ထိမ့်ချုံရရခိုင်ဒေသအချို့မှာဖြစ်ပွားနေတဲ့ကိစ္စလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ်အေးအေးအရဆိုရင်မေလ22ရက်နေ့မှာအေးအေးကျမ်းဘက်ဖွဲ့ကသတိပေးထုတ်ပြန်ချက်တားမြစ်ချက်တခုထုတ်ပြန်ခဲ့ပါရှင့်သူတို့ထုတ်ပြန်ချက်လေးကိုကျွန်တော်ပြသထားပါတယ်ဒီထုတ်ပြန်ကြတဲ့မှာရေးရတာကတော့သူတို့ရဲ့အာရခတ်တက်မတော်ပါဆိုရင်တဲ့ရခိုင်ပြည်နယ်အတွင်းမှာမပြီးပြတ်သေးတဲ့တိုက်ပွဲတွေကိုတန်တန်နဲ့ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်တဲ့ တော့မျိုးသားကကွယ်ဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက်ဆိုတာသူတို့ကပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်တဲ့ဒီရာကိုသိချာဆိုတာနားမလဲပဲစစ်မှုထမ်းရန်ရှောင်လွှဲနေကြရဲဆိုတာသူတို့ကသိရတဲ့ဒါကြောင့်အခုချိန်မှာရခိုင်ဒေသရဲ့အပြင်ကိုထွက်ခွာဖို့စူးစမ်းအားထုတ်နေတဲ့သူတွေကိုသူတို့ကအောက်ပါအချက်တွေနဲ့ကန့်ညီပြီးတော့တားမြစ်လိုက်တယ်ဆိုပြီးရေးသားထားပါရှင့်သူတို့တားမြစ်ထားတဲ့အချက်က၄ချက်တတိဖြစ်ပါရှင့်နံပါတ်၁အချက်ကတော့ကြိုးကြောင်းစီလုံးမှုမရှိတဲ့အကြောင်းပြတ်ချက်နဲ့ရခိုင်ပြည်နယ်ကနေနေရဆုံးခွာပြီးသွားလို့ရတဲ့အမျိုးသားကာကွယ်ဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်နဲ့ စစ်မှုထမ်းဖို့အကြုံးဝင်ပြီးတော့ဗောနော်စစ်မှုမထမ်းလို့ရထွက်ထွက်ပြေးလို့သူများကိုတဲ့သွားလာခွင့်ပိတ်မယ်တဲ့ပြီးတော့စီရေးအခြေအနေတစ်ခုကိုရောက်တဲ့အထိသူကတားမြစ်ထားမယ်တဲ့ဆိုတော့ဟိုတော်လိုင်းဘာဆိုရဲခေါင်းစဉ်တက်ပြီးတော့အကြမ်းဖက်လှုပ်ရှားနေတဲ့သူတွေပြောတဲ့စကားငှားသုံးရမယ်ဆိုတော့ဟိုတော်လိုင်းပြည့်ရဲ့အထိပိတ်မှာဗောတော်လိုင်းရဲ့ဘယ်တော့ပြီးမလဲတော့မသိဘူးဘယ်တော့ပြီးမလဲတော့မသိဘူးဗောနော်ဟိုကျမမှတ်မိလို့ပြောပြတာပါမှတ်မိလို့ဥမင်းကိုအတိုင်းဗောနော်စီရီယံလှုပ်ချတာဆိုသူပြောရလေစီရီယံတပတ်ပဲတောက်ခံတဲ့တပတ်ပဲတောက်ခံတဲ့ တို့လိုချင်တဲ့ရလတ်ရမယ်လို့ပြောခင်တာရှင်အဲ့ဒီတစ်ဘက်ကနေပြီးတော့ပေါ့နော်အဲ့ဒီတစ်ဘက်ကနေအခုချိန်ထိပေါ့ရှင် CDM တောင်းခံနေရတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်မပြောပြချင်တာကဥမင်းကိုနိုင်ပြောတဲ့တစ်ဘက်ဆိုတော့နားလည်မှုလွဲကြတာတိလားသူပြောတာကတန်တရာတစ်ဘက်ကိုပြောတာရှင်ဥမင်းကိုနိုင်ပြောတဲ့တစ်ဘက်ကတန်တရာတစ်ဘက်ကိုပြောတာလူတွေကကြတော့ရက်တက်ဘက်တစ်ဘက်လို့ထင်သွားတာနော်ဒီတော့ကျွန်မပြောရမယ်ဆိုတော့ဥမင်းကိုနိုင်ပြောတဲ့တစ်ဘက်ဆိုတာတန်တရာတစ်ဘက်ဒါကြောင့်တန်တရာတစ်ဘက်လဲပြီးဆိုတော့လေ CDM လုတ်တဲ့လူတွေ ဟိုစီရင်အောင်အောင်လဲမယ်ပေါ့နော်အဲ့လိုအခြေအနေအဲ့လိုရှိရတာကျမကြားရတာရှင်းပြတာကြုံလို့ပေါ့ရှင်ဒီတော့အခု AA ကလည်းအဲ့လိုပဲသူတို့စီရင်အခြေအနေအောင်မြင်တဲ့အထိဆိုတော့ရှင်ဘယ်တော့အောင်မြင်မှာလဲလို့မေးကြည့်လိုက်ပေါ့နော်ဒီတော့တေချာတာကတော့သူတို့စီရင်ရတယ်ဘယ်တော့မှအောင်မြင်မှာမဟုတ်တို့ရောခိုင်းပြည်နယ်မှာရှိရပြည်သူတွေကလည်းဒီစပွဲတွေကနေပြီးတော့ဘဲမှထွက်ပြေးလို့မရဘူးဆိုအခြေအနေဖြစ်သွားနိုင်ပါရှင်နမတိထုတ်ပြန်ထားတာကတော့အရခါတဲ့ပြည်သူ့ကျန်းမာရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်သောရောဂါရှိတဲ့လူငါလူနာတွေအသက်အန္တရာယ်ဆိုရင်ရတဲ့လူနာတွေကလွဲပြီးတော့တဲ့နေရဆွန့်ခွာလိုတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ပြဋ္ဌာန်းချက်အရာဆိုရင်ပေါ့နော်တကယ်မျိုးသားဆိုရင်အသက်18ကနေ45အထိမျိုးသမီးဆိုရင်အသက်18ကနေ25အတွင်းဒီလူမျိုးသူတို့ကသွားလာခွင့်မပြုပါဘူးတဲ့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့ရေးပေါ်ကာလတီတားမြစ်ထားမယ်ရှင့်သိကြတာကတော့သူတို့လူသစ်စုဆောင်တဲ့အခါမှာလွယ်ကူအောင်ပေါ့ရှင့်ဘယ်လိုပုံစံမျိုးဖြစ်သွားတာပေါ့ရှင့် နံပါတ်3တောက်မြင့်ချက်လေးကတော့တို့ရခိုင်ပြည်နယ်အတွင်းရပေါ့နော်နေရဲဆုံခွာတဲ့သူတွေကိုတဲ့ကုန်းလန်းရေလန်းကနေပြီးတော့အခကျင်းဝင်ရှူပြီးတော့ပို့ဆောင်တဲ့သူတွေလည်းတို့ကအရေးယူမယ်ဆိုပြီးရေးထားပါရှင့်ဒီတော့ရခိုင်ပြည်နယ်ကနေပြီးတော့အပြင်ထွက်မဲ့သူတွေလည်းထွက်လို့မရဘူးအဲ့ထွက်မဲ့သူတွေကိုစပစ်ပေးပြီးတော့ပေါ့နော်ကားနဲ့ပဲတင်သွားတာဖြစ်စေဟိုတင်မောနဲ့ပဲတင်သွားတာဖြစ်စေအားလုံးကိုတို့ကအရေးယူမယ်ပေါ့ရှင့်အဲ့တော့တို့ရဲ့ဒီဇယ်ဥပဒေဆိုတာကတော့ဘယ်လိုမျိုးလဲတော့ကျွန်တော်မပြောတတ်ဘူးရှင့်သိကြလားတော့တို့ရဲ့ဒီဇယ်ဥပဒေဆိုတာကစနက်ပြောင်းသွားမှာပဲရှိမှာတော့သိကြပါရှင့် နံပါတ်၄ကကြတော့ဒီစားတော့ကုံရောင်းဝယ်တဲ့ကုံတွေလေးတဲ့နွားကုံတွေအနေနဲ့သွားလာတဲ့အချိန်မှာလူပိုတွေခေါ်လို့မရဘူးအခြားခါကျင်းဝင်ရှူပြီးတော့လူငယ်တွေပို့ဆောင်တာမလုပ်ရဘူးဆိုပြီးတော့တားမြစ်ထားလိုက်ပါတယ်ရှင်တစ်ချက်၄ချက်နဲ့တားမြစ်ထားပါဘောနော်ဆိုလိုရင်းကတော့ရှင်းပါတယ် AA ကနေ AA သူတို့ထိန်းချုပ်တဲ့လက္ခဏာတီနေရနေပါဘောနော် AA ဖွဲ့တချို့ဒေတာတွေထိန်းချုပ်ထားနိုင်လားဘောရှင်လက္ခဏာပြင်းတဲ့တစ်ခုလုံးတော့မဟုတ်ဘူးအဲ့ဒီနေရာနေပြီးတော့စစ်မှုထမ်းလို့ရတဲ့အသက်ရွယ်ရှိတဲ့သူတိုင်းဘယ်သူမှထွက်လို့မရအောင်ထွက်တဲ့သူတိုင်းကကုညီတဲ့သူတိုင်းကအပြစ်ပေးမယ် ဲ့ဒီအပြစ်ပေးမှုကလည်းအတိအကျရေးထားတာမရှိဘူးဒီတော့တို့စိတ်ထင်တိုင်းပြစ်ပေးမယ်တို့တက်ချင်လည်းတက်ပြစ်မယ်ပိုင်ဆိုင်မှုတွေသိချင်လည်းသိမယ်ဘောနော်တို့ရဲ့စစ်သားသည့်ဖြစ်နေခေါ်ချင်လည်းခေါ်မယ်ဒါကတော့တနက်ပြောင်းသွားမှာပဲရှိရဲ့ကိစ္စပေါ့နော်ဒါသူနဲ့တွေ့ရခါမေးကြည့်ပေါ့အဲ့လိုမျိုးဖြစ်နေပါရှင့်တို့စိတ်ထင်တိုင်းတို့ရေးယူမဲ့ပုံစံအပြစ်ပေးမဲ့ပုံစံမျိုးပေါ့ရှင့်ဒါပြင်ဒီလိုမျိုးသူတို့တားမြစ်ချက်ထုတ်ရတဲ့အတွက်အကြောင်းပြချက်ဆိုတာပေးထားရခြင်းစကလုံးလေးလှအောင်ပေါ့နော်ပြောထားတဲ့အကြောင်းပြချက်လေးရှိရဲ့အဲ့အကြောင်းပြချက်လေးကပါလဲဆိုတော့သူတို့ပေးထားတဲ့အကြောင်းပြချက်တိုင်းကျွန်မဖတ်ပြပါမယ် စစ်ကောင်စီကတဲ့ရခိုင်မပုံတဲ့ဂိုင်းဆောင်တဲ့သူတွေကိုတဲ့သူတို့ထိန်းချုပ်တဲ့နေရာတွေမှာဆိုရွေးချက်ကြီးကြီးဖမ်းဆီးတယ်ငွေညစ်တယ်ပြန်ပေးဆွဲသလိုဖမ်းဆီးထိန်းသိမ်းတယ်ပုံမှန်အမျိုးမျိုးနဲ့မတရားထောင်ချတယ်လူသက်အလောင်းဖျောက်တယ်ပေါ့နော်ဒီလိုအန္တရာယ်ရဲ့နေကင်းလို့ဖို့အတွက်ကိုသူကတားမြစ်ရခြင်းဖြစ်တယ်တဲ့ပြောထုံးမျက်နှာဆိုတဲ့ပုံကိုကျွန်မမေးချင်တာကရန်ကုန်မြို့မှာနေနေတဲ့ရခိုင်လူမျိုးတွေလွန်ခဲ့တဲ့တချံတော့ဟာဆိုရင်လေအင်းရှိမှာပေါက်တွေဖွင့်ပြီးတော့ကနေရုပ်တံဖိုင်တွေတက်လာတယ်ရှင့်ဒီဟာကြောင်မြောင်းမှာတက်လာတယ်ကျမကြည့်မူးတွေတာကွာပါတယ်ဩသူတို့ရခိုင်ပြည်နယ်မှာမအေးချမ်းတော့ရန်ကုန်ရောက်လာတယ် ်ရခိုင်တွေစုပြီးတော့ကြံပွဲတော့နှွှဲပြောနေကြတာပျော်စရာရှင်အဲ့ဒီလူတွေကိုတစ်ချက်သွားမေးကြည့်ပါလားရန်ကုန်မှာနေရတာအဆင်ပြေရဲ့လားလို့တက်မတော်ကသူ့အနာအုပ်စုရဲ့နေရာတွေမှာရခိုင်လူမျိုးတွေညိုင်းနေရဲ့ရှင်မန္တလေးမှာလည်းနေရဲ့ရန်ကုန်မှာလည်းရှိရဲ့ကျွန်တော်မိတ်ဆွေတွေမှာရခိုင်လူမျိုးတွေရှိရဲ့ရှင်နေပြီးတော့မှာလည်းရှိရဲ့အဲ့ဒီလူတွေမေးကြည့်ပါအောင်ရှင်နေရထားတာအဆင်ပြေလားလို့အဆင်ပြေရခိုင်လူမျိုးတွေအများကြီးပဲရှင်ပြည်လို့ပဲရခိုင်ပြည်နယ်ကနေပြီးတော့စစ်ဖြစ်နေလို့ရှောင်လာပြီးတော့ရန်ကုန်တို့မန္တလေးတို့မှာရှိနေရခိုင်လူမျိုးတွေအများကြီးပဲရှင်အဲ့ဒီကမှတချို့ရခိုင်လူမျိုးတွေဖမ်းဆီးခံရတယ်ဆိုတာကအေးအေးအကြမ်းမဲ့ဖွဲ့နဲ့ပတ်သက်ပြီးတော့မူရစေဝါးရောင်းနေ ဒါအပြင်ကိုပြည်သူအချင်းချင်းတရင်ပေးပြီးတော့တတ်ဖြတ်တဲ့ကိစ္စတွေလောက်တန်တဲ့ကိစ္စတွေမှာပူးပေါင်းပါဝင်ကြလို့ဥပဒေအရအရေးယူခံရတာရှင့်ရခိုင်လူမျိုးတွေအခြားနယ်ရောက်တဲ့အခါမှာအပြစ်မရှိအပြစ်ရှာပြီးတော့အကုန်လုံးဖမ်းဆီးပြီးတော့ထောင်ထဲထည့်ထားရတယ်ဆိုရင်ရခိုင်လူမျိုးကဘယ်ပန်းကြံပါလဲရှင့်စဉ်းစားကြည့်ပါအောင်ကျွန်တော်ပြောချင်တာနော်ရန်ကုန်တို့မန္တလေးတို့မှာအေးချမ်းချမ်းနေနေတဲ့ရခိုင်လူမျိုးတွေမုတ်ဒီဇိုင်းလေးဖွင့်ပြီးတော့အေးစစ်နေတဲ့သူတွေရွှေဆိုင်လေးဖွင့်ပြီးတော့ဗရိတ်လေးလုပ်ပြီးတော့အေးစစ်နေတဲ့ရခိုင်လူမျိုးတွေကအဲ့ဟာကြားလို့ရှင့်ရည်နေမယ်ရှင့် အကြမ်းဖက်အားပေးရင်တော့ရေးရခံရမှာပဲလေအဲ့ဒါတော့ခိုင်မျိုးမှမဟုတ်ဘူးဘယ်လူမျိုးမဆိုအကြမ်းဖက်အားပေးတော့ရေးရခံရမှာပဲရှင့်မြန်မာနိုင်ငံမှာဥပဒေထုတ်ထားတယ်လေအကြမ်းဖက်ဥပဒေဆိုမှတော့ဘယ်သူမဆိုရေးရခံရတယ်ရှင့်အကြမ်းဖက်ဥပဒေထဲမှာရခိုင်လူမျိုးဆိုရင်လွတ်စေဆိုပြီးရေးမထားအောင်ရှင့်ကချင်ဆိုရင်လွတ်စေဆိုပြီးရေးမထားအောင်ရှင့်တရင်ဆိုလွတ်စေဆိုလည်းရေးမထားအောင်ရှင့်ဘယ်သူမဆိုအကြမ်းဖက်နဲ့ပတ်သက်တယ်ဆိုရင်အေးအေးရအကြမ်းဖက်ဖွဲ့လေအကြမ်းဖက်လို့တွေလို့လို့အကြမ်းဖက်ဖြစ်တဲ့နိုင်ငံတော်ကကြေညာထားတာလေတော့ပတ်သက်ရင်တော့ပြစ်ပေးရေးရခံရမှာပဲရှင့်အကြမ်းဖက်နဲ့ပတ်သက်ပြီးတော့အကြမ်းဖက်လို့တွေလုပ်နေတော့အကောင်း အရေးယူတော့မှငါတို့လောက်ခိုင်လူမျိုးအရေးယူပါတယ်ဆိုပြီးတန်ကောင်းဟက်တာကတင့်တော်ပါသလားရှင်။ဒါလေးကိုအရင်ဆုံးထွက်မနိုင်စဉ်းစားဖို့ကျွန်မပြောပြတာပါเนาะ။ပြီးတော့သူ့ရဲ့အကြောင်းပြချက်ကတော့အတိတ်ပဲလုံးဝမရှိတဲ့အကြောင်းပြတာဖြစ်ပါရဲ့ရှင်။အကြောင်းပြနောက်တစ်ခုပေးထားသေးရဲ့သူကလေဒီအေအခွဲရဆိုရင်တော်တော်စကကြီးစကကြဲပြောတဲ့အခွဲလိုပဲကျွန်မသတ်မှတ်ချင်တယ်သိလားသူတို့ပေးထားတဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုကရခိုင်ဒေသမြို့သိမ်းတိုက်ပွဲတွေမှာတဲ့စစ်ကောင်စီကထောင်ထားခဲ့တဲ့ဆွန့်လုံမိုင်းတွေမနှင်းမိစေဖို့အတွက်၎င်းနဲ့စစ်ကောင်စီထိန်းချုပ်တဲ့မြို့ကိုရောက်ရှိမယ်ဆိုရင်စစ်မှုထမ်းဖို့အတွက်စုဆောင်းရေးမခံရဖို့အတွက်၎င်းနဲ့လူမောက်ခိုးဂိုင်းတွေကြားဖြတ်ဂိုင်းတွေလက်ထဲကိုမရောက်ရှိဖို့၎င်းနဲ့ ်ရခိုင်ရိုးမှနေဆက်တခြားတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေဆက်ဖြစ်တဲ့အတွက်တိုက်ပွဲကြားတွေမှာကြားညက်သွားမှာဆိုတဲ့အတွက်လကောင်းတဲ့ပေါ့နော်လူမိုင်းအန်နေရဲတွေကနေကင်းလို့စေဖို့အတွက်ရည်ရွယ်ပါတယ်ဆိုပြီးတော့လူကြားကောင်းတဲ့အကြောင်းပြချက်လေးပေးထားတယ်ရှင့်အဲ့တော့ကျွန်မအနေနဲ့ချီချီဝေးပြောနေတော့သူပြောတဲ့အကြောင်းပြချက်ကိုရခိုင်လူမျိုးတွေယုံမှန်သလားရှင့်။သူပြောတာဖြစ်နိုင်ရရှိရလို့ထင်ပါသလားရှင့်။ထင်နေဆိုတော့အားလုံးပဲရခိုင်ပြည်နယ်ကိုပြန်လို့ရပါပြီ။ဟုတ်တယ်လေ။သူပေးထားတဲ့အကြောင်းပြချက်ရှင်းတယ်လေ ရခိုင်ပြည်နယ်အပြင်ဘက်မှာနေလို့ရှိရင်အနေရကြီးရတဲ့အတွက်ရခိုင်ပြည်နယ်မှာပဲနေပါလို့သူပြောတာဒီတော့သူပြောတာယုံတယ်ဆိုရခိုင်ပြည်နယ်ကိုပြန်ချလို့ရပြီရှင်ကျမတို့အများကြီးမပြောတော့ဟုတ်တယ်လေအများကြီးပြောလို့ရှိရင်တရားနဲ့တရားစိတ်ဝမ်းကွဲမယ်ကျမတို့မုန်းမယ်မုန်းမခံတော့ဘူးကျမမုန်းခံထွက်မြေနိုင်ပြောတာယုံတယ်မလားရခိုင်ပြည်နယ်ပြန်လိုက်ခုထွက်မြေနိုင်အားလုံးပြေးမသွားတော့ဘူးရခိုင်ပြည်နယ်မှာပဲအနေရကင်းတယ်ဆိုပုံစံသူပြောထားတာရခိုင်ပြည်နယ်အပြင်ဘက်ကိုရခိုင်လူမျိုးတွေထွက်တာနဲ့စစ်ကောင်စီကဖမ်းမယ်ပေါ်တာဆွဲမယ်စစ်မှုထမ်းလည်းပါမယ်เนาะအခုသူပြောတဲ့အတိုင်းကျမပြောပြရအောင်เนาะ မတရားဖမ်းဆီးမယ်ထောင်ချခံရမယ်ဆိုတော့ရခိုင်ပြည်နယ်အတွင်းမှာပဲရခိုင်လူမျိုးတွေအနေနဲ့ကင်းနေဆိုတဲ့ဘောလေအဲ့တော့ယုံနေဆိုရခိုင်ပြည်နယ်မှာသွားနေကျွန်မအဲ့လိုပဲတိုက်တွန်းချင်တော့တယ်ရှင်ယုံနေသူပြောပါတယ်ဒါပေမဲ့ကျွန်မသိပါတယ်ဒီစာကိုရခိုင်လူမျိုးတော်များယုံမှာမဟုတ်ဘူးရှင်မယုံလို့ပဲရခိုင်ပြည်နယ်ကနေပြီးတော့ရန်ကုန်တို့မန္တလေးတို့ကိုစစ်ဆောင်နေကြတာဟုတ်တယ်နော်ထွန်းမြနိုင်ကယုံကြည်ရခိုင်ပြည်နယ်မှာပဲဆက်နေမှာမဟုတ်လားမယုံကြည်လို့သာအဲ့ဒီထွန်းမြနိုင်အဖွဲ့ရှိရဲ့နေရာကိုစွန့်ခွာပြီးတော့ တခြားနေမှာနေကြတာပေါ့ရှင်ဒါလေးကအဖြစ်ထွက်ပါတယ်နော်ပြောဒီစာလေးရဲ့အကြောင်းအရာနဲ့ရခိုင်ပြည်နယ်မှာဖြစ်နေရရခိုင်လူမျိုးတွေရဲ့ကိစ္စကိုဆက်ဆက်မယ်ဆိုရင်နော်ဒီစာလေးကိုကျွန်မအနေနဲ့အများကြီးမှတ်ချက်မပြုခြင်းဘူးဒီစာထဲမှာပါတဲ့အကြောင်းအရာကိုယုံတယ်ထုံးမျက်နှာယုံတယ်ဆိုရခိုင်ပြည်နယ်မှာသွားနေပါရှင်မယုံဘူးဆိုရင်နော်တင့်တော်ကနေရမှာလောဆယ်ရှောင်ကွင်းပြီးတော့နေကြပါရခိုင်ပြည်နယ်မှာလည်းစစ်တေဖြစ်နေရကိစ္စတွေရှိရတော့ဈာညက်ပြီးတော့အနေရဖြစ်မှာကျွန်မစိုးပါရှင်ရန်ကုန်မှာနေလို့စစ်မဖြစ်ဘူးရှင်ရခိုင်ပြည်နယ်မှာနေမှစစ်ကြားထဲမှာညက်ပြီးသိမ်းလိုက်တာ ဲ့ဒါကိုထွက်မြေနိုင်ဆိုလဲသူကတိလားမတိလားတော့မသိဘူးတိမှမဟုတ်ပါဘူးဘာကြောင့်လဲသူအနေကိနေနေရနေပြီးတော့အမိတ်ပေးနေရလေသူကစစ်နေပြန်မှရှိနေသူမှမဟုတ်တာတော့ခိုင်းပြင်းမှနေနေသူမှမဟုတ်တာသူတွေမဟုတ်သူ့မိသားစုကမနေဘူးအကုန်လုံးအနေကိနေနေရမှာထားပြီးတော့ရခိုင်လူမျိုးတွေရဲ့လေဘင်းကိုနင်းပြီးတော့သူကတံတားလုပ်ပြီးတော့တက်နေရလေသူဘွားတက်လန်းဘာလို့ရခိုင်လူမျိုးတွေကရိုးသားလုံးလုံးနားမယ်ရလို့ပဲထင်နေရှင့်ကိုလူမျိုးချင်းချင်းချစ်တာတော့ချစ်တာပေါ့နော်အထင်ကြီးတာတော့အထင်ကြီးတာပေါ့ရှင့်ဒါပေမဲ့ကိုလူမျိုးတွေမှာလည်းဒီလောက်ထိညံနေတဲ့သူရှိလာတာတော့ နည်းနည်းစဉ်းစားဆင်ခြင်တတ်ကြဖို့လိုပါပြီရှင်ထွန်းမြေနိုင်တော်ခြင်းမတော်ခြင်းကတော့ခိုင်လူမျိုးတွေရဲ့အနာဂတ်နဲ့အများကြီးသက်ဆိုင်နေပါတယ်ဒီတော့ထွန်းမြေနိုင်ကိုယုံကြည်ရဲဆိုရင် तू ကရခိုင်ပြည်နယ်ကမထွက်နဲ့လို့ပြောတယ်မထွက်ကြနဲ့ရှင်ယုံနေဆိုမယုံဆိုထွက်ခဲ့ကြကျမအဲ့ဒါလေးလားသတင်းသုံးသပ်ချက်လေးကနေပြီးတော့ပြောလိုက်ချင်ပါတော့တယ်ရှင်မိဘပြည်သူများရှင်ကျမအနေနဲ့ပြည်သူအသံလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်ရှင်ပြည်သူအသံလေးကဒီကြောင်းအပ်ကာလမှာဖြစ်လစ်ဖြစ်ထားရှိတဲ့အခက်ကလေးတစ်ခုကိုပဲပေးပို့လာတာဖြစ်ပါရှင်ကျမပြည်သူ့ံပေးပို့လာတာဟင်းသရမျိုးကနေပေးပို့လာဖြစ်ပါရှင် သူတို့မြို့ရတဲ့အထက်ကကျောင်းတစ်ခုမှာဆိုရင်တဲ့စေဘေးရှောင်ကလေးတွေသူတို့ကျောင်းသွားအပ်ကြတယ်ပေါ့နော်ကျောင်းသွားအပ်တဲ့ခါမှာဆိုရင်ကျောင်းအပ်တဲ့နေ့မှာလူကလည်းအရန်များတယ်နဲ့တပါအရှက်ဆရာမကြီးကစိတ်မရှိဖြစ်တယ်ပေါ့နော်ကျောင်းဆရာမကြီးကဒီကျောင်းချစ်ကိုထွက်ပြီးတော့စေဘေးရှောင်မိပါတယ်ကိုអော်ပြီးတော့ပြောပါတယ်တဲ့စေဘေးရှောင်ကလေးတွေလာအပ်တဲ့ခါမှာဆိုရင်ကျောင်းမှာခုံပို့မရှိဘူးပြီးတော့ဖတ်စာအုပ်တွေလည်းစရင်တွင်းထားတာမရှိသေးတဲ့အတွက်မရအောင်ပေါ့နော်ဘလာစာအုပ်တွေလည်းမရနိုင်ဘူးနိုင်ငံတော်ကထောက်ပံ့တာလည်းမပေးမပေးသေးဘူးပေါ့နော်မပေးဘူး ပြီးတော့ကြောင်းကိုလည်းယာယီပဲအတ်ထားလို့ရမယ်ဆိုပြီးတော့ဒါ तू ကထွက်ပြီးတော့អော်ပြောတာပေါ့ကျမစီတို့တော့ဖြစ်စင်ရအဲ့ဒီပုံစံတိုင်းပေါ့နော်အတိအကျရောက်လာခဲ့ရဲ့ရှင့်ပို့တဲ့သူကတော့ចောင်းနဲ့မယ်ရောចောင်းဆ iam မိုင်းနဲ့မယ်ရောထည့်ပြောတာပေါ့နော်ဒါပေမဲ့ကျမတို့ကမီဒီယာကျင့်ဝတ်အရာသူများရဲ့နာမည်တွေဒီចောင်းနာမည်တွေလွယ်လေးကိုထုတ်ထုတ်မပြောပါဘူးရှင့်အဲကြောင့်ကျမအနေနဲ့ခင်္ဒရာမျိုးဆိုတာလေးပဲပြောပြတာပါကျမနိုင်ငံရဲ့ရန်တရားပေါ့နော်ခါကြတဲ့အချို့ system တွေကဟိုးရှင်ကလေးကကျင့်သုံးလာတဲ့ system တွေဖြစ်နေတယ် ဒီ system ဒီမှာဆိုလွင်အားအများကြီးသုံးရတယ်စာဝတ်စာတဲ့နေအရန်ရှုပ်တယ်ပေါ့နော်ဒါဒီကြတော့ကျွန်တော်ဖြည့်ရှင်းဖို့ဆိုတာကကျွန်တော်နိုင်ငံမှာ e-government ဖြစ်မှာပဲရှာမှာကျောင်းအပ်တဲ့ခါမှာကုတ်နံပါတ်လေးပေးလိုက်ရုံနဲ့ကွန်ပျူတာနဲ့ထည့်လိုက်ရုံနဲ့ server တစ်ခုလည်းထည့်လိုက်ရုံနဲ့ကျောင်းသားတွေစင်းဝင်သွားတယ်လွယ်ကူတဲ့ပုံစံမျိုးဆိုတော့ဆီယမ်မာတွေလည်းလုံးပေါ်တာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့အခုချိန်ထိရတယ်အရင်ခေတ်ကပုံစံအတိုင်းပဲစာရွက်စာတမ်းတွေကြည့်ပေါ့နော်အဲ့လိုမျိုးဥစားဖြစ်ဆိုတော့ ဒါကအားလုံးပင်မန်းစေတဲ့အချိန်ကာလဖြစ်နေတာပေါ့နော်ဒီတော့ဒီရန်တရားကြီးကိုပြပြင်နိုင်မှာပဲဒီခက်ခဲတယ်မဖြစ်တော့မှာရှင်မပြုတ်ပြင်းနိုင်မချင်းရတော့နှစ်တိုင်းဒီလိုပြဿနာတွေဖြစ်နေမှာပဲဖြစ်တိုင်းလည်းကျမတို့စီပြဿနာတွေရောက်ပါတယ်ရှင်ရောက်တယ်ပေါ့နော်ဒီတော့ကျမတို့ကဒီချိန်မှာတော့ကျမပုံမှန်ဆိုရင်မိပပြီးတော့တွေးမှာပေါ့နော်ဒီဆီယမ်မာကြီးကိုနိမ့်နေနေနာပြောချပလိုက်ဆိုတော့မျိုးကဒါမလုပ်တင်ရှင်ကျမတို့ကလေကျမမနေ့ကဆိုလဲလို့ပဲဘုံမူးပေါ့နော်ဘုံမူးတရား online မှာပြဿနာဖြစ်တယ်ဒီကိစ္စကိုကျမတင်ဆက်တဲ့ခါမှာကျမကအသက်ညာဆုံးပဲပြောဆိုပြီးတင်ဆက်တယ် ကျွန်မတရင်နားထောင်နေလို့ဆိုသိရရှင်ကျွန်မကသူများပေါ်မှာလို့တတ်တတ်ညံ့ညံ့ပဲပြောဆိုတတ်ပါတယ်အစမ်းဘက်သမားတွေကလွဲလို့ရှင်ပေါ့နော်ဒါကိုယ့်ရဲ့ပြည်သူတွေအစိုးရဝန်ထမ်းတွေဘသူမဆိုကျွန်မတတ်တတ်ညံ့ညံ့ပဲပြောပါရှင်ဘာကြောင့်လဲဆိုတော့ပြဿနာတွေကအွန်လိုင်းပေါ်ရောက်လာပြီးဆိုမှတော့ဘသူမှမတောင်းကြော်ခွသွားလို့မရဘူးသူတို့ကသူတို့အရေးယူကြမှာပဲပြစ်ပေးကြမှာပဲဒါကိုကျွန်မတို့ဝင်ရောက်ပြောဆိုတဲ့အခါမှာအာပေါင်းအရင်တန်တန်နဲ့ဒီလူကို ဒီပုတ်ကိုဒီအဖွဲ့အစည်းကိုကျမတို့ပြောဆိုခွင့်ဆိုတော့မီဒီယာမှာမရှိဘူးရှင်မီဒီယာမှာမရှိတာကျမတို့ဒီလောက်ကိုရွေးချယ်ရဲဆိုတာကသူများဘဝကိုစုတ်ဖက်ပြီးတော့သူများနင်းနန္နာပြောကြင်လို့ရွေးချယ်တာမဟုတ်ဘူးရှင်နိုင်ငံတော်ကအခက်ခဲတွေကိုကုညီဖြည့်ရှင်းပေးကြင်လို့ပြည်သူရဲ့အခက်ခဲတွေကိုကုညီဖြည့်ရှင်းပေးကြင်လို့ရှင်ပို့ပြီးခက်ခဲအောင်လို့စိတ်တွေသူများစိတ်တွေခတ်ထန်အောင်လို့ပြောဖို့အတွက်ကျမတို့ဒီလောက်ကိုရွေးချယ်ခဲ့တာမဟုတ်ဘူးရှင်ဒါကြောင့်ကျမရဲ့ဝေဖန်မှုတွေကတော့ဘလိုပဲဖြစ်ဖြစ်တချို့တွေအတွက်ကတော့နားထောင်ရတာဟော့တယ်လို့ဖြစ်တာပေါ့နော်ဒါပေမဲ့ကျမကမင်္ဂလိဖြစ်တဲ့အတွက်မင်္ဂလိလို့ပဲဝေဖန်တာဖြစ်ပါတယ် အမျိုးသားတွေကတော့ပို့ပြီးတော့ပြပြဝဝပြင်းပြင်းထန်ထန်ပြောနိုင်တာဗောရှင်ဒါကတော့အမျိုးသားဖြစ်တဲ့အတွက်ကျမကြတော့အမျိုးသမီးဖြစ်တဲ့အတွက်ဒီလိုမျိုးလေးတော့ရှိပါရဲ့ရှင်ဒါကြောင့်ကျောင်းဆရာမကြီးလည်းဒီလိုပဲကျမအနေနဲ့နင်းနစ်နာနာမပြောချင်ဘူးနမယ်လည်းထပ်မပြောချင်ဘူးကျောင်းနမယ်လည်းထပ်မပြောချင်ပါအောင်ရှင်ကျမအနေနဲ့အစိုးရဝန်ထမ်းပဲဖြစ်စေဗောနော်ဘသူပဲဖြစ်စေဗောတာဝန်ထမ်းဆောင်နေသူတွေအလုံးပြောချင်တာအခုခင်မှာအလုံးလက်ထံမှာလက်ကိုက်ပုံတွေရှိနေကြတာကိုယ့်ရဲ့လှုပ်ဆောင်ချက်မှားသွားခဲ့လို့ရှင်မှတ်တမ်းအနေနဲ့နေရာတိုင်းမှာတင်ခံသွားနိုင်ရနိုင်နေရှင်ပြီးကျမတို့မီဒီယာစီလည်းရောက်လာနိုင်ပါတယ်ရောက်တဲ့ဖိုင်လည်းအများကြီးရှိပါတယ် အဲ့ဒီ file တွေအားလုံးကိုကျွန်တော်တို့ထုတ်ပြလိုက်မယ်ဆိုရင်ဆုံးရှုံးသွားနိုင်တဲ့ပေါ့နော်မြေပြင်မှာတချို့ဆိုဝန်ထမ်းဘဝရဖို့အတွက်ဆရာမတယောက်ဖြစ်လာဖို့အတွက်သူရင်းနှီးပိတ်ဆက်ခဲ့ရတာအများကြီးလေအဲ့ဒါလေးကိုကျွန်တော်တို့စီရောက်လာတဲ့အရာလေးတခုနဲ့ကျွန်တော်တို့ဖြတ်စင်းပေးလိုက်လို့ဖြစ်မှာဆိုလို့ချုပ် file တွေကိုကျွန်တော်တို့တိမ်မဲ့တိမ်ထားရဲရှင့်ဘရောမှထုတ်ပြဖို့ရွေချက်မရှိပါဘူးရှင့်ကြောင်ဆီယမ်မာကြီးကိုလည်းကျွန်မညနေလာမှာပြောချင်ဘူးဆီယမ်မာကြီးဟာစိတ်လိုလိုက်ပြီးတော့ဒေါသရှိထားပြီးတော့ဖြည့်ရှင်းမှုမှားခဲ့ဟန်လို့ကျွန်မထင်ပါတယ်ယုံကြည်ပါတယ်ပေါ့နော်ဒါကြောင့်ဆီယမ်မာကြီးတို့အနေနဲ့လည်းအခုချိန်မှာစိတ်တွေမရှိဖြစ်နေတာသိရဲ့ ျမနားလေတယ်ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်လည်းဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့လေ့လာထားဖို့လားရှိပါတယ်ဒီချိန်မှာဆီယမ်မတွေအရန်ပင်ပန်းနေရဲ့ရှင့်ပင်ပန်းတဲ့သူကြောင့်ဟာစိတ်ကအမျိုးမျိုးဖြစ်သွားနိုင်တယ်စိတ်မရှိတဲ့ချိန်မှာတုံ့ပြန်မှုတွေမှားသွားနိုင်တယ်ရှင့်ဒါလေးကိုစင်ကြင်ကြဖို့အတွက်ပြောချင်ပါတယ်တခုခုဆိုစိတ်အေးထားပြီးတော့ပေါ့နော်ဟိုမိဘတွေကခါကြရင်ကျမလည်းနားလေပါတယ်တချို့ကကြောက်လိုက်မသိတဲ့အနေထားလေးရှိရဲဆိုလဲဆီယမ်မတွေနေရအောင်ငါသူတို့ဒီလိုပြောလိုက်ရင်သူတို့ငါ့ပေါ်အထင်မှားသွားနိုင်တယ်ဆိုတော့အတိနဲ့ပေါ့နော်ကိုတော့ဒါတွေအရင်ဆုံးရှော့ပြီးတော့မှအေးအေးဆေးဆေးလေးဖြေရှင်းတာတော့တင့်တော်ပါရဲ့ရှင့် ကိုယ့်ရဲ့လုံဆောင်ချက်အမားတစ်ခုကြောင့်ကိုရင်းနှီးပိတ်ဆက်ခဲ့ရတဲ့ဝန်ထမ်းဘဝပြက်စီးတာတွေဆုံးရှုံးတာတွေနမဲပြက်တာတွေပေါ့နော်တခုခုအပြစ်ပေးအရေးယူခံရတာတွေဖြစ်မှာဆိုလို့ကျွန်တော်ပြောပြပေးရဖြစ်ပါရှင့်ပြီးတော့စစ်ပေးဆောင်တဲ့ကလေးတွေပေါ့နော်ဒီကလေးတွေပေါ်မှာလည်းတတိချာချာလေးညီစနစ်တကျကြောင်းအပ်လက်ခံတဲ့ကိစ္စလေးပြုလုပ်ပေးပါလို့လည်းကျွန်မနေနဲ့တိုက်တွန်းချင်ပါရှင့်ကျွန်တော်နိုင်ငံမှာကလေးတွေကကြောင်းတက်ဖို့အတွက်ကိုခက်ခဲပေါင်းများများစွာရင်ဆိုင်နေရပါရှင့်ဒါကြောင့်ကိုယ့်ရဲ့အကြောင်းကိုရောက်လာတဲ့ကလေးဟာဘလို့ကလေးပဲဖြစ်ပါစေကိုမျိုးနယ်ကကလေးပဲဖြစ်ဖြစ်စစ်ပေးဆောင်ကလေးပဲဖြစ်ဖြစ် လက်ခံပေးနိုင်အောင်လို့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့စိတ်ရှည်စွာနဲ့လှုပ်ဆောင်ပေးပါလို့လည်းကျမနေရဆရာဆရာမအားလုံးကိုတိုက်တွန်းအပ်ပါတယ်ရှင်။ကျမတို့နေတဲ့မီဒီယာဆိုပေမဲ့ပေါ့နော်ပြဿနာတစ်ခုဖြစ်လာရင်ပြပြနေနေပြောပြီးတော့မီးထိုးပေးတာမျိုးကျမမလိုချင်ပါဘူးရှင်။ကြည်ကြည်လေးလေးလေးနဲ့အစဉ်ပြေတာပဲဖြစ်စေချင်ပါတယ်။ကျမကဒီကြောင်းရောင်ရွေးချယ်ပြီးပြောရဲဆိုတာလေဒီလိုဖြစ်စဉ်မျိုးမျိုးပြမှာအများကြီးဖြစ်နေရရှင်။တို့ကျမရှင်းပြတာလေးနားထောင်ပြည့်ချိန်မှာဆိုရင်နောက်နေ့ကြောင်းသွားအပ်လို့ရှင်ဆီယမ်မာရီပုံမှန်နဲ့အမြင်တစ်မျိုးပြောင်းလဲသွားမယ်။အော်သူတို့ပင်မနေရှာတာပဲဆိုရဲအတိနဲ့ ဆီယမားရေနားထောင်ပြီးရဲဆိုလဲအော်မိဘတွေမှာလဲစိုးရင်ပူပန်မှုတွေပါမှုတွေနဲ့ပါလားပေါ့နော်အဲ့လိုအသိနဲ့အားလုံးအဲ့လိုမျိုးကိုစီရင်ဝယ်ပိုက်ပြီးတော့လုပ်ငန်းခွင်တွေဝင်ကြမယ်ကြောင်းအပ်ကြမယ်ဆိုရင်နှူးနှစ်ဖက်လိုထိတ်တိုက်ရင်ဆိုင်ပြီးတော့စိတ်မရှိလက်မရှိဒေါသထွက်တဲ့ကိစ္စတွေရောပါသွားမယ်လို့ကျွန်မယုံကြည်ပါတယ်အရှင်ဒါကြောင့်ကျွန်မဒီသတင်းဖြစ်စဉ်လေးကိုယူပြီးတော့မိဘပြည်သူများအားလုံးနဲ့ဆရာဆရာမများအားလုံးစင်ကြယ်နိုင်မယ့်ကိစ္စလေးတွေကိုရွေးချယ်ပြီးတော့ပြောဆိုတင်ဆက်ပေးတာဖြစ်ပါတယ်အရှင်ကျွန်မတို့မှာကကြီးတဲ့အမှုကိုငယ်စေငယ်တဲ့အမှုကိုပပျောက်စေဆိုတဲ့စိတ်တော်လားလေးထားတတ်ဖို့လိုပါတယ်အရှင် ပြဿနာတစ်ခုခုကိုအကြီးချဲ့ပြီးတော့ဖြေရှင်းကြတာကကျမတို့အားလုံးအတွက်ဆုံးရှုံးနေတာပါပဲအဲ့လိုဆုံးရှုံးနေတာကိုကျမတို့လေးနှစ်တာလောက်ခံစားပြီးပြီပဲရှင်တော်တော့ပါပြီတစ်ခုခုဆိုကျမတို့ဘဝပြက်လောက်တဲ့အထိအတိုင်းပြည်ပြက်လောက်တဲ့အထိသူများသိဆုံးလောက်တဲ့အထိအမှုတွေပြဿနာတွေမဟုတ်ဘူးဆိုရင်တော့ကျမတို့ကကြီးတဲ့အမှုလေးကိုငယ်အောင်ပဲပြောပေးရမယ်ငယ်တဲ့အမှုလေးကိုတယောက်နဲ့တယောက်ကြားထဲမှာအကျိတ်ခဲတွေမရှိဘဲနဲ့ပပျောက်သွားအောင်ပဲကျမတို့ကစီယုံပြောဆိုတာပဲလုပ်ချင်ပါရှင်ကျမတို့ရဲ့ပြောဆိုချက်လေးကိုနှစ်သက်တယ်ဆိုတော့မှကျမတို့စီကိုပြည်သူတန်လေးပေးဖို့ပါရှင် ကျမအနေနဲ့ကျမတို့မြန်မာလူမျိုးတွေရဲ့ပင်ကိုစိတ်တက်ဖြစ်တဲ့သူများငယ်ညာတက်မှုသူများစာနာတက်မှုမြစ်တာတရားကြီးမားမှုဆိုတဲ့မူဝါဒလေးကိုပဲကင်ဆွဲပြီးတော့သတင်းလေးတင်ဆက်ချင်ပါရရှင့်မိဘပြည်သူများကလည်းကျမနေ့စဉ်တင်ဆက်တာလေးနားထောင်ပြီးတော့ဒီမူဝါဒတွေကိုစိတ်နှလုံးထဲမှာပြန်ပြီးနှလုံးသွင်းနိုင်မယ်ဆိုရင်တော့ကျမတို့မြန်မာနိုင်ငံအေဂျင့်နဲ့နေပြီးပြန်ရောက်လာမယ်ဆိုတာအတိအကျပါပဲရှင့်ဒါကြောင့်ကျမတို့ဒုနဲ့ဒုမြစ်တာထားဖို့စာနာဖို့ပို့ပဲတက်နိုင်ဆုံးစူးစမ်းကြအောင်ရှင့်ကျမသတင်းတင်ဆက်မှုလေးကိုဒီနေ့မှာဒီလောက်နေပဲရှင်းထားပြစေရှင့် ကျွန်မပြောသွားတဲ့တင်းလေးထဲမှာဆိုရင်မိဘပြည်သူများစဉ်းစားကြရလေကျွန်မအငြင်းနဲ့ထည့်သွင်းပြီးပြောကြပါရစေ။ကျွန်တော်တို့စဉ်းစားချင့်ကြိမ်တက်မှာကျွန်တော်တို့နိုင်ငံလေးကကောင်းပါပါရှင့်။ဒါလေးကိုကျွန်တော်တို့နှလုံးသွင်းပြီးတော့နိုင်ငံကောင်းချိုးအတွက်ကျွန်တော်တို့ရဲ့ကိုကျင့်တရားလေးကျွန်တော်တို့အမူကျင့်လေးတွေကိုပြုရင်ကြအောင်ရှင့်။ကျွန်တော်တို့ရဲ့တင်းတက်ဆက်မှုလေးတွေကိုအမြဲတမ်းစိတ်ရှိစွာနဲ့နားထောင်ပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးလည်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေ။ကျွန်တော်တို့ကောင်းမွန်တဲ့နိုင်ငံတစ်ခုအနာဂတ်တစ်ခုကိုအမြဲဆုံးပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်တို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။